Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင်နီးပြ MODIN ပြောထားတဲ့ Uban နဲ့ပွဲစဉ်တွေ့ပါတော့။တင်းတာရှင်လင်းပွဲကအကြောင်းအရာလေးကိုကျွန်တော်ဆွေးနွေးသွားပါမယ်။ Lion နဲ့ပွဲစဉ်အပြီးမှာကျွန်တော်တို့ချက်ချင်းဆိုသလိုပဲမနက်ဖြန်ဆိုတာနဲ့ Premier League ကိုကျွန်တော်တို့သာရှင်ကစားရတော့မှာပေါ့နော်။အတင်းအတွက်တော့ကျွန်တော်နေရတာပွဲကမှဗာလေဒီအသင်းကမှအချိန်ကြီးမကောင်းပါဘူးဆိုမှပဲเนาะပွဲတွေတခြားဆက်နေတဲ့အနေထားမျိုးပေါ့ဗျာဆိုတော့အသင်းအနေနဲ့ဘလောက်ထိကျွန်တော်တို့ ဒီအမှန်ကန်အပြောင်းလဲမှုတွေကျွန်တော်သာလုတ်ပေးနိုင်မလဲပေါ့ဆိုတော့ကျွန်တော်တို့နီးပြားကတော့ပထမဆုံးဝူဘာဟန်တန်ရဲ့အခြေအနေနဲ့ပတ်သက်လို့သူပြောထားတဲ့တွေကဝူဘာဟန်တန်နီးပြားဖြစ်တဲ့ဗစ်တာပါရီတာကလက်ရှိပေါ့နော်ဒီဝူဘာဟန်တန်အသစ်မှာအန်အောစရာကောင်းလောက်အောင်ပြောင်းလဲပေးထားနိုင်တယ်လို့သူထင်တယ်ပေါ့လက်ရှိသူ3-3ကစားကွက်နဲ့ကစားနေပြီးတော့တော်တော်လေးလဲကောင်းနေတဲ့အသင်းဖြစ်တယ်ပေါ့နော် ကစားအမတချို့ကလည်းဒါအပြောင်းလဲတွေလှုပ်ထားတယ်ပေါ့အည်တွေးကောင်းတဲ့ကစားအမတွေလည်းသူတို့မှာရှိနေတယ်ကုညာလိုမျိုး ကစားအမနဲ့ဒီလူတွေအားလုံးမှာတကယ်အည်တွေးရှိတဲ့ကစားအမတွေဖြစ်တယ်ပေါ့ဒါအပြင်သူတို့အတင်းကကြားထဲမှာအနားရထားလို့လလန်ဆန်းဆန်းနဲ့ကျွန်တော်တို့ကိုရှင်ကစားနိုင်မှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့ဒီဥပဟန်တန်ကလက်ရှိဘယ်လိုပြောမလဲသူတို့ရဲ့ဒီနီးပြဗီတာပါရီတာကကောင်းနေုံနေမကဘူးဒီပါရီတာမရောက်ခင်ကတည်းကပေါ့နော်ဥပဟန်တန်ဟာ ကျွန်တော်တို့ဒီ3 4 3ဆိုတဲ့ကစားဟန်အတွက်တမင်မြန်းကျွန်တော်ညီရပေါ့နော်ဒါလူစရင်ကိုပြောင်းလဲပေးထားသလားတိဆောက်ထားသလားလို့ကျွန်တော်ထင်ရတယ်။ဘာလို့လဲဆိုတော့လက်ရှိကစားသမားတွေအကုန်လုံးကိုကျွန်တော်ကြည့်ရင်ခံစစ်3ယောက်နဲ့ကစားပြီးတော့ပေါ့နော်ဒါအဲ့3 4 3 system အတွက်အမှန်ကန်အံဝင်ခွင့်ကျဖြစ်တဲ့ player တွေကြီးပဲရဲ့ တိုက်စစ်ကစားမရီဆိုလို့ချင်းလေကျွန်တော်ကြည်ပြသည် trend lasson တို့ဘာလို့ဆိုလို့ရှိရင် strand lasson တို့ဘာလို့ဆိုလို့ရှိရင်လုံးဝ physical strike ကအမြင်ပေါ်အကောင့်နဲ့ strike က hold up လေးကစားနေတဲ့ strike ကမျိုးညွန်တာအပြင်ကျွန်တော်သူ့နောက်ကကစားမရီကိုကျွန်တော်ကြည်ကြည်ပြဘသူ့ကိုကြည်မလဲကြာကွန်ညာကိုကျွန်တော်ကြည်မလားကြက်စားမာရီကိုကျွန်တော်ကြည့်မလားတိုက်စင်နဲ့ပတ်သက်လို့ရှိရင် Nero နံပါတ်10မှာတယောက်ချင်းကြော်ဖြတ်မှုကောင်းကောင်းနဲ့ကစားနေတဲ့သူတွေကြီးပဲရဲ့။နောက်ဒါအိတ်နူရီတို့ဘာလို့ကစားမာရီ Nelson Simito တို့ဘာလို့ကစားမာရီကလည်း ဝင်းဘက်ကိုကောင်းကောင်းပိုင်ပိုင်နေတဲ့ကစားနေတဲ့သူတွေဒါအပြင်စနေဘက်တီဆိုလို့ချင်းလည်းပဲအတိုင်းအတာတစ်ခုတည်းဘောပလင်းဒီဖန်နာဖြစ်တဲ့သူတွေဆိုတော့ကြည့်ရရင်ဝူဘန်ဟန်တာဟာလက်ရှိသူတို့ကစားကျင်နေတဲ့ဒီ3-3 system အတွက်ကိုပဲတကယ်တိဆောက်ထားတဲ့ပုံစံမျိုးကျွန်တော်တွေ့နေရတာဒါကြောင့်လည်းပဲပါရဒါကအမှန်ကန်ဆိုသူတို့ဒီအသင်းကိုသူပြောင်းလဲပေးထားနိုင်တာပေါ့နော်လက်ရှိ Uber နဲ့ကတော့အဆင့်16မှာပေါ့ဗျသူဆိုလည်းပဲကိုရီနဲ့ အမှတ်ကွာဟာကြက၃မှတ်ပဲကျွန်တော်တို့ရှိတာတကူးတိဒါမှာကကျွန်တော်ဝူဘန်ဟန်တန်နဲ့ပထမအကြော့ရှီမန်ကစားတော့ကအမ်မိုရင်ရောက်နေပြီပေါ့နော်ကျွန်တော်2စီးနဲ့သူတို့အိမ်ဝင်းမှာကိုရီရှုံးထားတာအဲ့ဒီတော့ကလည်းဗစ်တာပါရီတာရောက်နေပြီတကယ်ကိုသူ့အသင်းကကိုရီကိုကောင်းကောင်းဒုက္ခပေးပလိုက်တာကျွန်တော်ဝူဘန်ဟန်ဟာပြီးခဲ့တဲ့နေ့ကလည်းသူတို့စပားကို၄ကို၂ကိုဆိုတဲ့ရလနဲ့သူတို့နိုင်ထားတာပေါ့နော် Ipswich ကိုလည်းတကို၂ကိုဆိုတဲ့ရလနဲ့အဝေးကွင်းမှာနိုင်ထားတာ ဝါဝက်ဆမ်ကိုလည်းတကူကူမရှိနဲ့နိုင်ထားပြီးတော့ဆောက်တန်တန်ကိုလည်း1 2ဆိုတဲ့ရက်နဲ့အဝေးဝင်းမှာနိုင်ထားတာဆိုတော့ဝူဘာဟန်တန်ဟာအေဗာတန်ကို1 1နဲ့တရီကျခဲ့တဲ့မတ်လ9ရက်နေ့ကပွဲစဉ်နောက်ပိုင်းပြီးကစားတဲ့၄ပွဲမှာ၄ပွဲစလုံးသူတို့အနိုင်ရထားတယ်ဒါအပြင်သူတို့ကတပတ်တိတိကိုအနိုင်ရထားတာဗျာဒီလားကြားထဲမှာဆိုတော့ကိုရီအတွက်လိုင်ယွန်နဲ့ကစားတာမှမနည်းကမှပဲရှိသေးတယ်အော်အခုကျွန်တော်တို့ကပြန်ပြီးတော့ကစားရအောင်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့ကိုရီအတွက်တော့မလွယ်ဘူးပေါ့လေ အဲ့ဒီစပါးနဲ့ပွဲဆိုလို့ရှိရင်ကုညာတို့ပွဲထွက်လူစင်းနေပါတယ်မှာမပါနိုင်ခဲ့ဘူးအဲ့လိုမျိုးတွေပေါ့ဆိုတော့ United တော့တော်တော်လေးကိုခက်ခဲအောင်မဲ့ပွဲစဉ်လို့ကျွန်တော်တို့ပြောရမှာပဲเนาะโอเคဆိုတော့နောက်တစ်ခုကျွန်တော်တို့ညပါเนาะအဲဆက်ပြီးတော့ကျွန်တော်တို့ဒါကြည့်အောင်ဆိုတော့ကျွန်တော်တို့မနေ့ကပေါ့เนาะဒီ Lion နဲ့ပွဲစဉ်အပြီးမှာဆိုလို့ရှိရင်လည်းပဲဘယ်လိုပြောမလဲ AMO ရင်းကကျွန်တော်တို့ပေါ့နော်ယူရိုပါလိကိုပဲအာယုံဆိုင်သွားတော့မှာဖြစ်တယ်။ဒါအပြင်ပရီးမီးယားလိမှာဆိုလို့ရှိရင်လူငယ်တွေကိုပို့ပြီးတော့နေရာပေးသွားဖို့ရှိတယ်ဆိုပြီးတော့ပြောထားတယ်ပေါ့ အဲ့မှာကျွန်တော်လက်ရှိဒီ channel list ကထပ်ပြီးတော့မေးထားတယ်လူငယ်တွေကို risk ယူသွားမယ်ဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းထပ်ပြောပြလို့ရမလားပေါ့ဒီနေရာမှာအဲတီတူတီတီချာချာတော့တစ်ချက်တော့ကြည့်ရအောင်မယ် senior ကစားမတွေတဲကထပါတော့ဥမာ D ကိုဓာတ်လို့လို့ကစားမတွေဆိုလို့ရှိရင် injury ပြဿနာကင်းကင်းနဲ့အတင်းအတွက်အမြဲတမ်းအဆင်သင့်ဖြစ်နေတဲ့ကစားပေးနိုင်နေဆိုပေမဲ့ပေါ့နော် lion နဲ့ပွဲမှာအဲဓာတ်လို့ဆိုလို့ရှိရင်တော်တော်လေးပင်ပန်းနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော် ဲသူသူကအနိကက်လေ့ကျင့်မှုတွေပြုလုပ်နေတဲ့သူဆိုတဲ့အခါကျတော့ဒါလောက်ဘလောက်ပင်ပန်းနေမပင်ပန်းမှုသူကောင်းကောင်းသိရတယ်ပေါ့ဗျာဒါအပြင်အတင်းကြီးစီနီယာကစားမတွေထဲမှာ injury ပြဿနာကြုံနိုင်ခြင်းရှိတဲ့လူတွေကိုလည်းပေါ့နော်ကျွန်တော်ဒါအကောင်ဆုံးသူတို့ကိုကင်တွယ်နိုင်ဖို့ကျွန်တော်ကြည့်ရမယ်ပေါ့ကြိုးစားရမယ်ပေါ့ပြောချင်တာကတော့ injury ရနိုင်ခြင်းများတဲ့ကစားမတွေကိုမိနစ်အကန့်အသတ်နဲ့ကျွန်တော်ဒီအတုံးချဖို့လူတယ်ပေါ့နော်ဆိုတော့ဟိုဥပန်းနဲ့ပွဲစဉ်တွေကဘယ်လိုကစားမတွေကိုပွဲထုတ်မလဲဘာညာဆိုတာတော့လက်ရှိမှာ အဲပြောလို့မရသေးဘူးဗောနော်ကျွန်တော်သာပြင်ဆင်မှုတွေနဲ့စောင့်ကြည့်မှုတွေပြုလုပ်ရအောင်မှာဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့လူငယ်တွေကတော့သူနေရာပို့ပြီးတော့ပြီးမယ်လို့ပြောထားပြီးမယ်အခုချိန်မှာတိကျတဲ့ပြောပြောဆိုမှုတွေသူမရှိသေးဘူးဗောနော်ဆိုတော့အဲဒါအပြင် Harry Amas နဲ့ဗောနော်တခြားလူငယ်ကစားမားတွေဥပန်နဲ့ပွဲမှာပါလာနိုင်သလားတော့ဒါဒါနဲ့ပတ်သက်ပြီးတော့လဲဟိုလက်ရှိဗောနော်သူအမြင်ရဆိုလို့ရှိရင်ကျွန်တော်အသင်းရဲ့အခြေအနေကဒီတိုင်ပတ်နေတယ်ဗောဗျာနော်ကောင်းနေတာမဟုတ်ဘူးဆိုတော့ လူငယ်ကစားမတွေကိုဒီဘယ်လိုပြောမလဲအကောင်းဆုံးအသုံးချဖို့အကောင်းဆုံးအခြေအနေဟုတ်မနေဘူးပေါ့နော်လူငယ်ကစားမတွေကိုနေရာပေးဖို့ဒါအကောင်းဆုံးအခြေအနေဟုတ်မနေဘူးပေါ့အရာရာ pressure အောက်မှာရောက်နေတဲ့အတင်းတင်းဖြစ်တယ်လို့ပုံစံကောင်းနေတဲ့ဇက်တိုက်ပြနိုင်နေတဲ့အတင်းတင်းမဟုတ်တဲ့အတွက်လူငယ်တွေကိုနေရာပေးဖို့ကတော့အချိန်ကောင်းအခါကောင်းယာစီကောင်းဟုတ်မနေဘူးပေါ့နော်ဟာဆိုတော့ဘာလို့လဲဆိုတော့သူတို့ရဲ့ကောင်းမွန်တဲ့ဆွမ်းဆောင်ရည်တွေကိုတကယ်ပြသနိုင်ဖို့အတွက်ဆိုလို့ရှိရင်အတင်းကောင်းတင်းအခြေခံခိုင်မာတဲ့အတင်းတင်း ကျွန်တော်အနေနဲ့ပေါ့နော်ဒီရှိဖို့လိုနေလို့ပေါ့နော်ကျွန်တော်တို့ကလည်းရှိမှာအဲ့ဒီချိန်ဟုတ်မနေသေးဘူးပေါ့ဒါပေမဲ့လည်းလို့ပေါ့နော်ကျွန်တော်တစ်ဖက်ကပြန်တွေးကြည့်ရရင်မတက်နိုင်ဘူးပေါ့ဗျလက်ရှိမှာလူငယ်တွေကိုအတုံးချဖို့လူငယ်တွေကိုနေရာပေးဖို့ကစားကွင်းတွေပူပေးဖို့အကောင်ဆုံးຢာဒီတစ်ခုမဟုတ်ပေမဲ့လည်းလို့ကျွန်တော်တို့အနေနဲ့ဒါဒီဒီထည့်ပြီးတော့သုံးမှရတော့မယ်ပေါ့တချို့နေရာတွေမှာတခါတလေဒီလိုအံအားသင့်စရာဟိုကောင်းတာတွေလည်းရှိတတ်တယ်ဆိုတော့ပေါ့နော်ကျွန်တော်အနေနဲ့ ဒီထစ်သုံးမှာရမယ်ပေါ့ဗျာဥပမာပြောရမယ်ဆိုလို့ရှိရင် Eden Heaven နဲ့ပတ်သက်ပြီးလို့ရှိရင်ပေါ့နော်သူမကြခင်သူသူရှေ့ကဒီဘယ်လိုလိုမပြောလိုပြောမလို့လာမယ်ပါလေဒီဒီ Eden Heaven နဲ့ပတ်သက်လို့ကတော့ပေါ့ဗျာခဏလေးသူပြောတာ Eden Heaven နဲ့ပတ်သက်လို့ကတော့ဒီကျွန်တော်တို့ဟိုရှေ့တော့အရင်တုန်းကပေါ့နော်သူကစားကွင်းကြီးကျွန်တော်ရခဲ့တယ်အဲ့ဒီကစားကွင်းကြီးရခဲ့တုန်းကအတင်းမှာ injury ပြဿနာတွေအများကြီးရှိခဲ့တဲ့အတွက် Eden Heaven ကိုမဖြစ်မနေကျွန်တော်ထည့်ပြီးတော့ကစားခဲ့ရတယ်ဆိုတာ ဖွင့်ဖို့လည်းကျွန်တော်တို့ပျော်လို့ရတယ်ဗောနော်ဒါပေမဲ့ဒီတစ်ခါမှာတော့ Eden Heaven ကိုကျွန်တော်တို့ကအသုံးချတော့ခဲ့ဆိုလို့ရှိရင်တခြား senior player တွေ injury ပြဿနာတွေဘာတွေရနေလို့မဟုတ်ဖ ೇನೆ ဒီကစားမားတွေကသူ့အရေးသွေးကိုက first line နဲ့မှာနေရာရနိုင်ပြီးတော့ကစားနိုင်စွမ်းရှိတဲ့လူငယ်တယောက်ရဲ့အည်သွေးတွေကိုပြနိုင်လို့ပေါ့နော်ကျွန်တော်ထည့်ပြီးတော့သုံးဖို့အတွက်ဒါကစားမအဲ့လိုကစားမမျိုးဖြစ်လာပြီလို့သူထင်နေပေါ့ဗျာဒါကြောင့်သူအစင်းသင်းဖြစ်ပြီးเนาะ ready ဖြစ်ပြီးကစားလို့ရပြီဆိုတာ ਨੇ ကျွန်တော်တို့အနေနဲ့ဒီတခြားကစားမတွေနဲ့နေရာတနေရာအတွက်ရှင်ပြိုင်ဖို့အတွက်သူအခွင့်အရေးရလာမရလာမှာဖြစ်ပြီးတော့ဗောနော်ကစားမရဲ့ဘက်ကလည်းဒီလိုအခြေအနေတွေအစင်းင်းဖြစ်မှန်ဖြစ်နိုင်နေတယ်ဆိုပြီးတော့သူပြောထားတယ်ဆိုတော့အဓိကတော့လူငယ်တွေအကြောင်းပဲအများကြီးပြောသွားတာပါလူငယ်တွေအကြောင်းပဲကျွန်တော်အများကြီးပြောသွားတာအဲကျွန်တော်တို့အနေနဲ့တွေးရလိမ့်မယ်ဗောနော်တွေးရလိမ့်မယ်ဆိုတော့အသင်းကိုကျွန်တော်ကြည့်ကြည့်ပါဒါပါတော့ဟိုဝင်းဘက်စ်တွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်ဥပမာသူပြောသလိုပဲဂျီကိုဒါလာတို့ဘာလို့ဆိုတာမျိုးကအမြဲတမ်းကစားနေရတာ သူသူကတော့ဗောနော်ဒါ Fernandez တို့ဘာလို့လို့ပဲဗျာ injury ပြဿနာကင်းတဲ့အသင်းတွေအများရန်အစင်းသင်းရှိတယ်နောက်ကွင်းထဲမှာတိုင်ပက်နေပြီမဲ့လေလို့ပေါ့နော်သူ့ကိုနီးပြကနေရတနေရစာစိတ်အေးထားရတဲ့အခြေအနေမျိုးဆိုတော့အခါကျတော့ဒါလောင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒီလိုဒီလိုအခြေအနေမျိုးဒီမှာအနာပေးဖို့လုပ်ရမှာသူကအပြောင်းလဲလုပ်ဖို့ကြည့်နေတယ်မလားကျွန်တော်ပရီးမီးယားလေးမှာလည်းထူးထူးခြားခြားကြီးကျွန်တော်အများကြီးအဆင့်တစ်ခုကိုတိုးတက်ဖို့မျှော်လင့်လို့မရတော့တဲ့အခြေအနေမျိုးမှာ United အနေနဲ့ဒီ Europa League ကိုပဲကျွန်တော်ကအယုံဆရရတော့မှာအဲ့ဒီတော့ တို့ဒီဒီကိုတားလို့တို့ဘာလို့လို့စားမားတွေဆိုတာမျိုးကပွဲတိုင်းကစားနေရတဲ့အချင်းကြီးမျိုးမှာအနာပေးဖို့တင်တယ်။ဒါပေမဲ့ပေါ့နော် right wing backs မှာဘယ်သူကစားမလဲဆိုတာတော့နည်းနည်းဒါမေကွန်ထုတ်စရာဖြစ်ကောင်းဖြစ်နေနိုင်တယ်ပေါ့ဗျာ။ဒါပေမဲ့လည်းကျွန်တော်တို့ကအကြည့်ချက်ပြီးတော့လောက်ရမှာပဲတားလို့တို့ဘာလို့ကအမြဲတမ်းကစားနေရတာ။ဒါအပြင်တိုက်စစ်မှာဆိုလို့ချင်း Resman Whiteland တယောက်တည်းရှိနေတဲ့အချိန်မှာချီရိုအိုဘီရိုကိုနေရာပေးဖို့အတွက် Premier League ကပို့ပြီးတော့အခွင့်အရေးကောင်းဖြစ်လာနိုင်တယ်။ပြီးလို့ရှိရင်အဲ Patrick Dugu တို့ဘာလို့ဆိုလို့ရှိရင်ပေါ့နော်ဒါဒီဂျားထဲမှာသူရောက်လာကြတဲ့က အဲ့လောက်ထိတော့ပင်မနေလို့တော့ကျွန်တော်မထင်ပါဘူးဒူဂူကဘာလို့လဲဆိုတော့ဟိုအနီကထိတဲ့ပွဲစဉ်တွေကြောင့်သူနားရတဲ့အရာတွေရှိတယ်ယူရိုပါလိမှာလည်းတခါတလေပဲကစားရတာเนาะပရီးမီးယားလိမှာလည်းပွဲပယ်တာတွေဘာတွေပဲသူခံနေရတယ်ဆိုတော့ဒူဂူကတော့အနာပြေးစရာလိုတယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะတိုးတော်လည်းပဲစီနီယာပလေယာတယောက်ဖြစ်တဲ့အတွက်ကျွန်တဲ့လူငယ်တွေကိုကျွန်တော်သာအပြောင်းလဲလုပ်ဖို့လုပ်တဲ့နေရာမှာသူတို့ကိုပါကောင်းနဲ့ပါသွားနေတာပဲပြီးလို့ရှိရင်ဥပမာကွင်းလယ်ကဘရူနိုဖာနန်ဒက်စ်တို့ပါတော့ဒီကစားမတွေဆိုလို့ရှိရင်အမြဲတမ်းနှီးပါကစားနေရတာဆိုတော့ ယူရိုပါလိကိုကျွန်တော်တို့ဒါအာယုံဆိုင်ဖို့ကျူးပန်းနေတယ်ဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ယူရိုပါလိကိုတော့ကျွန်တော်တို့ဒါအာယုံဆိုင်ဖို့ကျူးပန်းနေတယ်ဆိုတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါအမှန်ကန်ဆိုသလိုပေါ့နော်ဒီဝါရီဖြစ်ကောင်းဖြစ်လာနေတာပဲဖာနယ်လက်စ်တို့နေရာတွေကိုနေရာပေးတာတွေပါတွေကနော်အဲ့တော့ဒီနောက်နောက်တန်းအေဒင်ဟက်ဗင်ကတော့သူကတော့ဥပမာပြောထားတယ်ထင်ပါတယ်အေဒင်ဟက်ဗင်အေဗင်အေဒင်ဟက်ဗင်ကလက်ရှိမှာကစားဖို့တဲ့ ready ဖြစ်ပြီလို့ကျွန်တော်မထင်သေးဘူးပေါ့နော်ဒါရဘနဲ့ပတ်သက်လို့တော့သူပြောသွားတာတွေတော့ကျွန်တော်မရှိဘူးဒါပေမဲ့လို့ Aiden Heaven ကိုလက်ရှိသုံးရမယ်ဆိုလို့ရှိရင်လက်ရှိသုံးရမယ်ဆိုလို့ရှိရင်ပေါ့နော် ကျွန်တော်တို့အရင်လိုမျိုးဟာလူမရှိလို့တွန်းရတာမျိုးမဟုတ်တော့ဘူးပေါ့အတူအစင်းချင်းဖြစ်နေပြီပေါ့နော်စီနီယာအသင်းကြီးမှလည်းကောင်းကောင်းကစားနိုင်တဲ့ပလေယာတယောက်ဖြစ်တယ်ပေါ့ဗျာဒါမျိုးတွေသူပြောသွားတယ် heaven ကတော့ကျွန်တော်ထင်ပါတယ် uban တဲ့ပွဲမှာတော့လူစင်းင်းနဲ့ပြန်ပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော် uban တဲ့ပွဲဒီမှာလူလူစင်းင်းနဲ့ပြန်ပါပြီးတော့နောက်ပွဲကြလို့ရှိရင်တော့ကစားဖို့အတွက်အစင်းချင်းဖြစ်ပြီလို့ကျွန်တော်ယူဆတယ်သူက injury ပြဿနာကြုံနေရပြီးတော့ကျွန်တော်တို့ဒါအသင်းရဲ့လူစင်းင်းနဲ့မှပြန်လာတယ် ဒါပေမဲ့အဲ့ဒီလေ့ကျင့်ရင်းစင်းနေတော့မှထိခိုက်မှုအနည်းငယ်ရှိသွားပြီးတော့ကျွန်တော်တို့ကသူ့ကိုထပ်ထပ်ပြီးတော့လက်လွတ်ထားရတာဆိုတော့ဒဏ်ရာပြဿနာစုစုဝဝတွေကျွန်တော်တို့မဟုတ်ပြီမဲ့လေလို့ပေါ့နော်ကျွန်တော်တို့ဒီဝူဘန်တန်တို့ဘာလို့ねမကစားခင်ရှေ့ရနျူကာဆယ်တို့ဘာလို့ねပွဲဒီမှာလူစင်းနေမှာမပါနိုင်ခဲ့ဘူးဆိုတော့ဒီဝူဘန်နဲ့ပွဲစီမှာလူစင်းနေပါလာပြီးတော့ကျွန်တော်ရှေ့ကစားမဲ့ဘုံမောင်းတို့ဘာလို့ねပွဲမှာဆိုလို့ရှိရင်ကျွန်တော်ကတော့ကစားနိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်အခုလက်ရှိအနေထားကတော့ Eden Heaven ကကျွန်တော်အနေနဲ့ဒီလုံးဝပါလိမ့်မယ်လို့သူပြောထားတာမဟုတ်ဘူးပေါ့ဗျာဥပမာပြောထားတာကျွန်တော်တို့လူငယ်တွေကိုအတုံးချရဲဆိုတာကရှေ့မှာဟိုကိုစီနီယာကစားမားတွေအဆင်မပြေလို့စီနီယာအသင်းကြီးကကစားမားတွေနေရာမရတော့လို့เนาะပြီးဒဏ်ရာပြဿနာတွေကြုံနေလို့ထည့်ပြီးတော့တုံးသွားတာပေါ့ဒါပေမဲ့အခုချိန်ကတော့ကွဲပြားသွားပြီလူငယ်တွေကတကယ်ကောင်းလို့ထည့်တုံးသွားရဲဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်မြင်ရတော့မယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့နေတာတွေပြောထားတာပေါ့เนาะ ဒါကြောင့်လက်ရှိ Heaven တို့ဘာလို့ ਨੇ ပတ်သက်လို့ကတော့ဝူပန်နဲ့နဲ့ပွဲစဉ်မှာလူစရင်နဲ့ပါလာတာမျိုးကျွန်တော်ကတော့မြင်ကောင်းမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့။ဒါပြင်သူ Harry Amos နဲ့ပတ်သက်ပြီးတော့သူဆက်ပြီးတော့ပြောထားသေးတယ်။ Harry Amos ကပေါ့နော်အဲပြီးခဲ့တဲ့ Lion နဲ့ပွဲမှာဆိုလို့ရှင်ဒီသူတကယ်ကောင်းကောင်းကစားနိုင်ခဲ့တယ်ပေါ့နော်။ဒါရှေ့မှာလည်းပွဲကစားခွင့်ရသူထပ်ပြီးတော့ရာကောင်းရနိုင်နေပေါ့ဗျာ။ဟိုတိုက်စစ်မှာဆိုလို့ရှင်ကျွန်တော်တို့မှာချီတိုရှိတယ်ပေါ့နော်။ဆိုတော့ချီတိုကိုလည်းလက်ရှိကစားနေတဲ့အချိန်မှာတော်တော်လေးကောင်းနေလို့သူထင်နေပေါ့နော်။ အဲအခုလက်ရှိအချိန်ကတော့ဗျာကစားမရွေးချယ်မှုတွေပြုလုပ်နေတဲ့အနေထားကခက်ခဲတဲ့ခိုက်တန်တစ်ခုလို့ကျွန်တော်ပြောလို့ရတယ်ဗောနော်အဲလူငယ်ကစားမတွေအတွက်တင့်တော်တဲ့အချိန်တစ်ခုတော့မဟုတ်ဘူးပွဲကစား권တွေပေးဖို့ကဒါပေမဲ့လို့သူတို့ကစားမရမယ်ဆိုတဲ့အချိန်ဒီမျိုးတွေကြုံလာပြီဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့လူငယ်ကစားမတွေကိုကစား권တွေပေးသွားမှာဖြစ်တယ်ဗောနော်ဒါဒါဒါဆိုလို့ရှိရင်ဗောနော်ချီတူ OB ကရှေ့ရှောက်အသင်းရဲ့ပွဲစဉ်တွေမှာပို့ပြီးတော့နေရာရလာတော့မယ်လို့ထင်သလားဗောအမ်ဘိုရင်းကတော့ ဲ့လိုထင်နေသူရှေ့ပြီးရှေ့ရှောင်းမှာချီတိုကိုတိုက်စစ်မှာပို့ပြီးတော့မြင်ရလိမ့်မယ်ဆိုပြီးတော့သူပြောသွားတယ်ဒါကသတင်းကောင်းမှာဒါကသတင်းကောင်းမှာကျွန်တော်တို့ဂျိုဂျူဝါဇစ်ဇီကယာဒီကုံတိကျွန်တော်နားသွားပြီဖြစ်တယ်ဒါအပြင်ချီတိုအိုဘီဟာယူရိုပါလိမ့်မှာလည်းကျွန်တော်ကစားလို့မရဘူးဆိုတော့ဟိုတိုက်စစ်နဲ့ပတ်သက်လို့ရှိရင်စီနီယာအသင်းကြီးမှာရက်စမန့်လောက်ပဲရှိနေတဲ့အချိန်ဟိုကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေကိုးသွင်းသည်ဖြစ်စေမသွင်းသည်ဖြစ်စေဗျာလက်ရှိပြည်သက်တွေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေပေါ့နော် ဒီ Resmus Wildland ကိုကျွန်တော် injury ပြဿနာကြုံတာတွေပါတယ်ကျွန်တော်တို့တော့ဖြစ်လို့မရဘူး Europa League ကိုကျွန်တော်ကအာရုံစိုက်ဖို့လုပ်နေတဲ့အချိန်မှာဒါကြောင့် Premier League မှာ Resmus တို့ဘာလို့ကိုအတိုင်းအတာတစ်ခုဒီ minute ကစားကွင်ကြီးကန့်သက်ထားမှကျွန်တော်ရမှာအဲ့ဒါဆိုလို့ကျွန်တော်လက်ရှိ Chiro တို့ဘာလို့အတွက်ကတကယ်ကောင်းတဲ့အခြေအနေတစ်ခုဖြစ်လာပြီ Chiro OBD အသင်းရဲ့တိုက်စစ်မှာကစားကွင်း minute တွေပို့ပြီးတော့လေပြိသက်တွေကမြင်ကျင်ကြတယ်ရတာဆိုတော့အခုလက်ရှိဒါသူ့အတွက် chance လို့ကျွန်တော်ထင်တယ်ဆိုတော့ MOD ပြောပုံရဆိုလို့ရှိရင် Chiro OB ကိုကျွန်တော်တို့က ပို့ပြီးတော့မြင်ရဖို့ရှိတယ်ပေါ့နော်။လာမယ့် Uber အနေနဲ့ပွဲမှာတောင်မှသူ့ကိုဒါပွဲကစားခွင့်ရတာမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Resmans တော့ပွဲထွက်ခြင်းထွက်လာမှာပေါ့လေ။ဒါပေမဲ့လို့ပေါ့နော်ဒုတိယပိုင်းမှာ CDOB ကိုကျွန်တော်ဒါလူသားလဲလိုက်တာမျိုးပေါ့။အတိုင်းမျိုးတွေကျွန်တော်မြင်ရလိမ့်မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ Harrier Max တို့ CDOB တို့ပြီးရင်ကျွန်တော်တို့ဒါ Eden Heaven ကတော့နောက်ပွဲမှာပါလိမ့်မယ်ထင်ပါတယ်ကျွန်တော်အမြင်အရ။ နော်ဆိုတော့ဒါသူမြင်ကောင်းမြင်ရနိုင်တယ်ကျွန်တော်တို့ကတသိန်းလုံးကြီးလူငယ်တွေကိုပြောင်းလဲมาတော့မဟုတ်ဘူးပေါ့ဗျာအဲ့လိုကြလို့ရှင်နေမကြိုက်သေးဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကမေလကျမှပဲဒီဘယ်လိုပြောမလို့ယူရိုဘာလိတွေကရှိတော့တာဆိုတော့အခါကျတော့ဟိုအသင်းဘက်ကပေါ့နော်ကျွန်တော်တို့အခုချိန်မှာအကုန်လုံးကိုအပြောင်းလဲကြီးလောက်တာမျိုးတွေကျွန်တော်တွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်ဆိုတော့ညီကတို့ရောကျွန်တော်လူငယ်ကစားမားတွေဘယ်လောက်ထိကျွန်တော်ဒါအပြောင်းလဲတွေနှိပြလောက်လာမယ်လို့ကျွန်တော်ထင်ကြလဲ Eden Heaven ကတော့ကျွန်တော်တို့အတွက်ဒါ အများကြီးဆက်လို့ရှာမှုတွေပေးနိုင်တဲ့ပလေးယာတယောက်ဖြစ်နေပြီလို့ကျွန်တော်ပြောလို့ရတယ်ပြဿနာကသူ injury ပြဿနာကြားထဲမှာထက်ကြုံသွားသေးတယ်ဆိုတော့လေဒီလစ်ကောတဲ့အချိန်ကြီးကောင်းလားဆိုတော့အဲဒီလစ်ကတော့ဘယ်လိုပြောမလဲလက်ရှိအသင်းရဲ့ဘက်ကဘာ injury update မှန်ပြောထားတယ်တဲ့မရှိသေးဘူးပေါ့နော်ဆိုတော့အဲ့မှာလေဒီလစ်နဲ့ပတ်သက်တဲ့ဟာကျွန်တော်မပါသေးဘူးပေါ့ဗျာ